skin type အမျိုးအစားလေးတွေကိုဆက်ပြီးတော့ပြောရရင်မျက်နှာတင်မဲ့6အောင်ထားမယ်ပတ်ထားမယ်အဲ့လိုထားလိုက်တဲ့အခါမှာအဲမျက်နှာကပြောင်းပြီးတော့ဝင်လက်လာမယ်ပေါ့နော်တောက်တောက်ပြောင်းပြောင်းဖြစ်လာတယ်သိကြတယ်ဒါဆိုရင်အဲ့လိုဖြစ်နေတယ်ဆိုရင်ဒါကအစီပြန်တဲ့မျက်နှာလို့ခေါ်တယ်ဒီပုံလေးမှာပြထားတဲ့အတိုင်းပေါ့နော်နောက်တစ်ခုကကြတော့မျက်နှာကတင်းကျပ်ကျပ်ဖြစ်လာမယ်နောက်ပြီးတော့အာဒီအဖက်ကလေးတွေပေါ့နော်အေးပြားအသေးလေးဖက်လေးတွေ နည်းနည်းလန်တာမျိုး꽈တာမျိုးဖြစ်လာမယ်ဆိုရင်ဒါက၆တွေးတဲ့အသားရေလို့တနောက်တစ်ခုကတော့တီစုံလို့ခေါ်တာပေါ့နော်တီစုံဆိုတာဘယ်လိုအောင်ပြောတာလဲဆိုရင်ဒီမှာအာတီပုံစံပေါ့နော်အင်္ဂလိပ်အက္ခရာတီပုံစံလေးကိုပြောတာဒီနှစ်ဖူးရဲ့တောင်နှစ်ဖူးအောင်တဲတဲ့နှာခေါင်းရဲ့မေးစေးရဲ့အဲ့လိုနေရာတွေမှာအစီပြန်ပြီးတော့ဒီတီစုံမှာအစီပြန်ပြီးတော့ဂျန်နဲ့ဘေးအနေထားတွေမှာအာ၆နေတာပေါ့နော်အဲ့လိုမျိုးဆိုရင်သူက အာ combination လို့ခေါ်တယ်ပေါင်းဆက်အသားရေပေါ့နော်တချို့နေရာခြောက်နေတယ်တချို့နေရာကအစီပြန်နေတယ်ဒီလိုမျိုးဖြစ်နေတဲ့အသားအာ sensitive skin တွေပေါ့နော်အာဟိုညနာမှာအာဒီတုံးတဲ့အလောက်ကောင်အမျိုးအစားအရန်ရွေးရတယ်နောက်ပြီးတော့အတော့ရောဟာနဲ့ဓာတ်မတည့်ဘူးလိမ့်လိုက်တာနဲ့ညနာရားလာတယ်ရဲလာတယ်ဒါမျိုးတွေဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ အခုလိုနိုင်ခွက်ထားလိုက်တဲ့နောက်မှာမျက်နှာကအနီအောင်အနီဘူးလေးတွေအနီအောင်လေးတွေတန်းလာတဲ့ရားသလိုလိုဖြစ်လာတဲ့ဒါမျိုးစင်ဒါ sensitive skin လို့ခေါ်တယ်။နောက်တစ်ခုကတော့ပုံမှန်သားရေပေါ့နော်ပုံမှန်သားရေဆိုတော့အရန်ကြီးလက်စီမပြန်ဘူးအရန်ကြီးလက်ခြောက်သွေ့မနေဘူးအမ်ပုံမှန်အနေထားလေးရှိတာကိုဒါဒီလိုမျိုးပေါ့နော်ဒီအမျိုးအစား၅မျိုးက တရေတွေမှတ်လို့မရဘူးအာကိုယ့်ရဲ့ ပတ်ဝန်းကျင်အနေဒါစားတော့လိုက်တဲ့စားတော့အနေဒါလိမ့်လိုက်တဲ့အာ cosmetic အမျိုးအစားပေါ့နော်လိမ့်လုံးလိုက်တဲ့ skin care အမျိုးအစားပေါ့မူတည်ပြီးတော့ပြောင်းလဲနိုင်တယ်ဆိုတာကိုလည်းမမေ့ပါနဲ့ဆိုတော့ဟုတ်ပြီနောက်တစ်ခေါက်မှာဆိုရင်တော့ဒီအဲ care tips လို့ခေါ်တာပေါ့နော်ဟုတ်ပြီကိုကဘလိုမျိုးအသားရည်မျိုးအစားဆိုရင်ဘလိုမျိုးအာ chemicals တွေပါတဲ့ ਨੇ ဘလိုမျိုး အလကုန်ပစ္စည်းတွေသုံးတဲ့နဲ့ဘယ်လိုမျိုး skin care တဲ့နဲ့ဆိုတာကိုအဲနောက်ဗီဒီယိုတွေမှာ